အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စတုသားစားတဲ့စစ်တပ်လို့ပြောဆိုလာသည့်အပေါ်ဘောမမပူတူကပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်သည်မူအဆုံးထိ နားစင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာမင်္ဂလာပါစမမပူတူမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဂျွန်25ရက်နေ့ဖြစ်ပါတယ်မကွေးတိုင်းထီလေးရဲ့စကန်မှာအချုပ်ထောင်ဖောက်ပြေတဲ့ကိစ္စနဲ့ပတ်သက်လို့နော်ဒီအချုပ်စကန်မှာတာဝန်ကျတဲ့ရဲတဲကျန်းမြောက်ကိုတမတော်ကနေပြီးတော့စုံစမ်းစစ်ဆေးမေးမြန်းနေတာရှိတယ် ေကစားနဲ့ပတ်သက်ပြီးတော့ပြည်ခိုင်မီဒီယာတွေမှာဘယ်လိုရေးလဲဇက်တူသားစားတဲ့စစ်တပ်ဆိုပြီးတော့ခေါင်းပင်ကြီးတက်ပြီးတော့တက်မော်နဲ့ရဲတပ်ဖွဲ့နေကြမှာတွေးခွဲနေတယ်ရန်တိုက်နေတယ်နော်အာဇက်တူသားစားနေတဲ့စစ်တပ်ကရဲတပ်ကြက်နှစ်ယောက်ကိုရိုက်နှက်ပြီးတော့စုံစမ်းစစ်ဆေးနေပါတယ်ဆိုပြီးတော့တွေးခွဲတယ်ဒါဆိုရင်ကျွန်မခင်ဗျားတို့ကိုပြန်နေမယ်ဒဇေပါကဖခေါင်းဆောင်အမပီတဲမဟုတ်ဘူးနော်ခေါင်းဆောင်ဒဇေပါကဖခေါင်းဆောင်တောက်ထွန်းလင်းကို ရွှေဘူပတ်တုံးလုံးပါကဖာပါဖာပါလာဖာဆိုတဲ့အဖွဲ့တွေကပြန်ဖမ်းပြီးတက်လိုက်တယ်။ဒီအမှုကတော့ခင်ဗျားတို့ပြည့်ဖြတ်မိတာဒီဘလို့မှတ်ချက်ပေးမလဲ။ခင်ဗျားတို့ဗဇက်ပေါက်တွေဘာတွေနဲ့အစုအခံထားရတယ်လဲ။နောက်တစ်ချက်သခိုင်းနိုင်တပင်းမျိုးနဲ့တဲတော်ရွာမှာဗလက်တိုက်ကားဆိုတဲ့ PDF အဖွဲ့နဲ့ចောင်းသားလေးများဆိုတဲ့ PDF အဖွဲ့အဖွဲ့နှစ်ဖွဲ့တေးရွာထဲမှာနေတဲ့တေးရွာထဲနေတေးရဲတောက်တဲ့ PDF နှစ်ဖွဲ့အချင်းချင်းပြန်တက်ကြတယ်။ ဒီကိစ္စကိုတော့ခင်ဗျားတို့တိကျနေရတယ်ဘာကြောင့်ဗဇက်ပေါက်ပိတ်နေကြတာလဲခင်ဗျားတို့မပြောရဲကြဘူးလားခင်ဗျားတို့မပြောရဲဘူးလားနောက်တစ်ချက်စကိုင်းတိုင်းမှာရင်းမဲ့ပင် PDF အဖွဲ့ကဟီရိုတိုက်ကားဆိုရယ် PDF အဖွဲ့ကိုပြန်တက်လိုက်တယ်ခင်ဗျားတို့ဒီကိစ္စကိုဘာကြောင့်ဗဇက်ပေါက်ပိတ်နေကြတယ်လဲခင်ဗျားတို့တိချလွတ်လပ်တဲ့မီဒီယာဆိုရင်ဘာကြောင့်မဝေဖန်ရဲတယ်လဲ ကျမအကြောင်းအရာတွေအများကြီးသိတယ်အများကြီးပြောတတ်တယ်ဒါပေမဲ့အများကြီးပြောလိုက်ရင်ခနာထွေရဲ့အုံနောက်တေးသေးလေးတွေရမ်းမမီတဲ့နဲ့ယူတော်မှာဆိုရတဲ့အတွက်ဒီအသုံးချက်ကိုပဲအဓိကထားပြီးပြန်မေးလိုက်တယ်အမေရှိရင်အဖြေရှိရတယ်ဟုတ်ပြီနောက်တစ်ခုကကျမကိုဒီနေ့ပန်းနေပန်းနေဘက်ကမိတ်ဆွေတောင်းလဲကျမစကားပြောတတ်တယ်အဲ့ဒီမှာကျမဘာလို့တွားပြီးတတိယလဲဆိုတော့တန်တန်းနေဆိုတာကကျမတို့ခင်ပြင်းနေပူတာဟိုးတို့မချမ်းပိုးတို့ဘက်ကအဲ့ဒီမှာကျမ ချက်ချင်းတတိယသွားတဲ့အကြောင်းအရာတစ်ခုရှိအဲ့ဒါကမချမ်းဘုံမြို့မချမ်းဘုံမြို့ကိုဒီကနေ့တော့သူကြီးဆိုတာဖြစ်စင်တာတော့ကအဲ့ဒီမှာရှိရလွတ်တော်မှာကမချမ်းမှာဘောမရှိဘူးပေါ့ဆိုလိုချင်တာကမချမ်းမှာကဘောမရှိတဲ့အတွက်เนาะမချမ်းဘောဆိုရဲမြို့မြို့ကိုဘောကိုအောက်ကနေထည့်ပြီးတော့မချမ်းဘောအမိပြောင်းပြီးပါဆိုပြီးတော့လွတ်တော်မှာအရေးကြီးဆိုတင်သွင်းခဲ့ ဆိုတော့ခမရတို့စိတ်ထဲမှာကဟာတကယ်ဟိုမှကန္နာတိတိမှတက်တိနားလေတဲ့ပညာရှင်လေးဆိုပြီးခမရတို့ထင်လိုက်မယ်မတော်ရဲမှာအဲ့ဒီလိုတိုင်းကျိုးပြီးပြို ကျွန်တော်တိုင်းပြုတ်ပြည်ဘူးကိစ္စရအများကြီးဆောင်ရွက်ပြင်မယ်လို့ခင်ဗျားတို့ညီတော်ကြီးထင်နေမိတယ်။တကယ်တော့အဲ့ဒီလိုမျိုးလွှတ်တော်ထဲမှာတရားဖို့တုံ့ပုတ်တွေဝင်ပြီးတော့ပြောခဲ့ရေးခဲ့နောက်တိုင်းပြည်အတွက်အရေးအများဖက်မရတယ်တလလာတာဆယ်သိန်းစားပြီးတော့အချောင်းနဲ့အချောင်းစားခဲ့တယ်ဆိုတာခင်ဗျားတို့မသိတာခက်တယ်။ဤသူကရွေးချယ်တဲ့ကိုယ်စလဲဆိုတာတကယ်ကိုတက်သိနေတဲ့လူတော်လူကောင်းတွေမဟုတ်ဘူးဆိုတာခင်ဗျားကိုသိနေကြတယ်။တွတ်တော်ထဲမှာတလလာတာဆယ်သိန်းစားပြီးတော့နိုင်ငံတော်ရဲ့ဖန်နာငွေတွေဖုံးတီးပြီးတော့နော်နေရာယူပြီးတာဝန်မယူတတ်တဲ့ နှက်ကရောင်နဲ့ဘာပြောင်နေတဲ့လူမျိုးတွေကိုနောက်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 ကျွန်တော်တို့နိုင်ငံကျမမလွှတ်တော်ရဲမှာဝင်မလာအောင်ကျွန်တော်တို့ပြည်သူတွေအမှန်တကယ်တေချာရှိစေရွေးချယ်ဖို့လိုအပ်ပါတယ်။ဆိုတော့ရှေ့ကလွှတ်တော်ဒုတိယကျန်လွှတ်တော်တက်တန်းမှာဒီလိုအရင်မြတ်အဖက်မြတ်ကြီးပြောခဲ့လို့ရဆိုတာကျွန်တော်ပြန်ပြီးတင်နေလဲဝင်ပြီးနားထောင်ကြည့်လို့ရပါတယ်။နောက်နောက်ဒီလိုလူမျိုးတွေဒီလိုမျိုးစိတ်နှက်ကရောင်နဲ့ပါပြောင်နေတဲ့လွှတ်တော်မျိုးတွေလွှတ်တော်ရဲ့ဝင်မလာအောင်ကျွန်တော်တို့ပြည်သူတွေမှာတားရမယ်။ ောင့်ကိုရှိပါတယ်။အဲ့ဒီအခုလာမဲ့ရွေးကောက်ပွဲမှာအာဝင်ရှင်ပြန်ကြမဲ့ NLD ရဲ့ကိုယ်စားလှယ်လောင်းနေရဂန္ဓာအသီးသီးမှာကျွမ်းကျင်တဲ့ပညာတတ်တွေကြီးပဲ။မိုးကြွှေကိုလေတယောက်မှမပါဘူး။ရာနဲ့ရေးနဲ့အမျိုးသားပြန်လဲတင့်မြတ်ရေးတို့ကိုဥတီတော့ဖွဲ့စည်းပုံချိဒီကုန်ချုပ်ပါ မိဂုံချုပ်ပါအဲ့တော့ဒီကာရှိမဆာလုံးဆလဲစားတဲ့ဆင်းရဲဆဲတတလေးချင်းထောင်းမဲ့ဒဲရောက်ဒဲမောညာရှိတောင်းဝတ်မှုဖက်စင်လူသာတွင်တောက်ချိုင်နားနဲ့ပါသောပေါ့ထုတ်ဗလက်ချက်မရက်ပလက်ရတော့ပါတော့မရက်ပလက်ရတော့ဒီလောင်းစားဥရိချမ်းကိုမူလကတင်ပြခဲ့တဲ့ focal ministry ကတော့ပြည်ထရေးဝန်ကြီးဌာနဖြစ်ပါတယ် ီတိဝင်ကြီးဌာနရဲ့အခုချိန်မှာတော့ဘလူပညာတော့ဟိုမာနေပြီဘေးနဲ့အမှုပညာစာပေနဲ့အမှုပညာမူပိုင်ခွင့်ဥပဒေကြောင့်ဖြစ်ပါတယ်ဥမျိုးအောင်တွတ်တော်ထဲမှာဈာန်နဲ့ဖတ်ဖို့မဟုတ်ဘူးနော်အဲလိုစီမဲကမ်းမဲ့လို့မစင်စားနဲ့စီနေကမ်းမဲ့လို့မဲ့ဆိုလွတ်တော်တဲ့ဝင်းမလာနဲ့တင်းတိုင်းတိုင်းဒေသကြီးမဲဆန္ဒနဲ့မှတ်ရှိမှာဥက္ကမင်းကပင်လေပင်ကိုရေလုတ်သားများမပိုင်မဲ့ရင်ငံပိုင်ဥရှင်ကြီးကပိုင်နေလို့ မိကောမှာပြောဆိုသွားတာတွားခဲ့တယ်။တက်စ်ပိုင်ပြီဆိုလို့ရင်ရေကြီးတာမကြောက်တော့ဘူး။ဘာလို့ချိဘောတာကဆိုလို့ယေရှုကနဲ့အောက်ဖက်လိုက်တာပြီးပြီ။ရေကြီးတယ်လို့ယေရှုကနဲ့ကဲမိုးတိတ်ပြီးတာလည်းဒီယေရှုကနဲ့ရေဆုပ်ဖို့ရေထဲကျတဲ့ပြီးပြီ။ဒီပြက်တနာလွယ်လွယ်လေးအဲကျွန်တော်ဒီမီအောင်လို့တော့ကျွန်တော်လည်းဖန်ပြီးတော့နောက်တစ်ခါလူသားတော်မွေးမွေးလေးဖြစ်ပြီးတော့တကယ်တမ်းကျကျွန်တော်ပြန်ဆက်လိုက်တဲ့အခါကျမထီးရင်မကြံတော့ဘူး။ကျွန်တော်နိုင်ငံနဲ့ရှိရဲ့ကင်းတမဲ့စားကြတယ်ဗျ။ ်ပထမပြီးဒီတမင်နဲ့အိမ်မှာဆက်သွားလို့ဆိုကိုရှင်းတော့မကြောက်ဘူး။ဒီကတော့ဥပဒေကနေပြည်ပြန်လို့ပြောပြီခါ။ဒုညာတို့ကိုယ်ကိုယ်ရမတူပါဒီပြဿနာ။ဒီရှင်တို့ကိုရလိုက်ပါတော့နော်။ဒီမှာဆိုရင်ဒါ orange board ဒီအဝါရောင်တို့တင်တော်တော်တော်ပြတယ်။ခုရမှာဘုံလုံးနဲ့တနတ်တော့တယ်။အဲအဲ့ဒီဘုံလုံးနဲ့တနတ်တော့တယ်တနတ်ကနရောင်းလာတယ်စပြီးပြည်သူစစ်ဖြစ်တယ်။ ေကောင်းကောင်းတော့မှနောက်တနေ့ခေါင်းနှစကြည့်ပါမယ်။တလီတာတန်ဖိုးကြီး60ရာခိုင်နှုန်းစာ25ရာခိုင်နှုန်းကောက်ခံတင်ပါကြောင်းအကြံပြုအပ်ပါတယ်။နောင်ချုံမြို့နယ်အတွင်းစစ်တပ်ကလေကြောင်းလက်နက်ကြီးဖြစ်ကူများဖြင့်အပြင်းထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများဖြင့်အပြင်းထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း TNLA ကထုတ်ပြန်ထားသည့်ဇွန်လ24ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိနောင်ဩရွာလက်ပံကုန်းရွာရွှေသွန်းရွာမျက်ချီနုရွာလုံဆန်းရွာကုန်းတာရွာအုံမတိရွာနှင့်ဆမဆဲကြီးရွာကြားတိုက်ပွဲဖြစ်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ဘုံဒီအလုံး130ဒရုန်းဖြင့်ဘုံဒီအလုံး60နှင့်လက်လက်ကြီး93လုံးဖြင့်ဖြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရသည်။နောင်အောကြီးရွာတွင်ယမန်နေ့ကအကြမ်းဖက်စစ်ကောင်တပ်နှင့်တအောင်းတပ်မတော်တီ NLA တို့ဖြစ်ပွားခဲ့သောတိုက်ပွဲများသည်ဆက်လက်ဖြစ်ပွားခဲ့ပြီးထို့တိုက်ပွဲအတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှ၄ချောင်းဖြင့်ဘုံ42လုံးဒရုန်းဖြင့်ဘုံ20လုံးနှင့်လက်လက်ကြီး18လုံးတို့ဖြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ အလားတူအုံမတိနှင့်ဆမဆယ်ကြီးရွာအကြားဖြစ်ပွားခဲ့သောတိုက်ပွဲတွင်လည်းအကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ဘုံ36လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်လုံစံကြီးရွာတိုက်ပွဲတွင်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်သည်လေကြောင်းဖြင့်ဘုံ48လုံးနှင့်လက်နက်ကြီး32လုံးတို့ဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရသည်